င်ပြန်လဲရင်ပြည်သည်များမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့သုံးဆက်အောင်ပါအခုတင်ဆက်ပေးသွားမယ့်ဆောင်းပါးလေးကတော့အိုးဝေစာစစ်မှာမက်ကီနီရေးသားထားတဲ့တော်လိုင်းရဲ့ရီမှန်ချက်ဖက်ဆစ်စစ်တဲ့အမြင့်ဖြတ်ဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဘက်လာ30ရည်နေမင်းညမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကသူ့ရဲ့လေးနှစ်ပြည့်အထိမ်းအမှတ်အစီရင်ခံစာပါမဟာဗျူဟာဥတီကျ6ရက်ကိုပြည်သူလူထုစီတင်ပြလာပါဗျာ တစားထက်မှလည်းဒီ၆ချက်မှမရရင်မဆွေးနွေးဘူးလို့လည်းစစ်ကောင်စီကိုဥတီပြောဆိုလာပါတယ်။၂000ချေဦးပြသိမ်းတာဒီမိုကရေစီနှိကြအဖွဲ့စည်းပုံအခြေခံဥပဒေတည်ရေးဆွဲဖို့ကြိုးစားတာဖိနှိပ်ခံတွေအတွက်တရားမျှတမှုကိုရှာဖွေတာတွေကကြိုးဆိုရမှာပါ။ဒါပေမဲ့ဒီချက်တွေကတကယ်ပဲလုံလောက်နေပြီလားဆိုတာမေးစရာရှိပါတယ်။ပုံမရောင်းနိုင်ဦးဆောင်တဲ့စစ်ကောင်စီက2021ခုနှစ်မှာဗမာပြည်ကိုအာဏာသိမ်းခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ဒီနိုင်ငံကပုံမင်းအောင်လိုင်အာဏာမသိမ်းခင်မှာပဲဆရာနာရှင်လက်အောက်မှာပြပြဝတ်ခဲ့ရတာ290တိုင်ခဲ့ပါပြီ။ဘွန်နဝင်းလက်ထက်ကစားလို့အာဏာရှင်ဆက်စပ်နဲ့ NLD အစိုးရအုပ်ချုပ်တဲ့ကာလာရီတီဗမာပြည်ကဆရာနာရှင်လက်အောက်ကတပွားမှမလွတ်ခဲ့ပါဘူး။ဒါပေမဲ့လည်းဒီစစ်တပ်ကလက်နက်ဖြုတ်တိုင်းပြုတ်သွားမဲ့စစ်တပ်မဟုတ်ပါဘူး။စစ်ဘီရိုကရက်ရန်ဒီယာအထက်တန်းနဲ့ဖက်ဆစ်စိတ်တဲ့အမိုးမှုန်နေအောင်ရှိုက်တွင်းခံထားရတဲ့စစ်တပ်ဖြစ်ပါတယ်။ ကိုလိုနီခေတ်ပြီးနေဝင်လက်ထက်အာဏာမသိမ်းမီတဲ့ကစစ်တပ်ဟာဘျူရိုကရက်ရန်တရားအားကောင်းခဲ့ပါတယ်။အားကောင်းတဲ့အရင်းရှင်ကော်ပိုရေးရှင်းကြီးတွေတည်ဆောက်နိုင်ခဲ့တယ်။နိုင်ငံရေးအင်အားစုတွေရဲ့အကွက်အပြည့်ကြမှာတတရရအာဏာရယူနိုင်ခဲ့တယ်။ဒီလိုဘျူရိုကရေစီနဲ့စတင်ခဲ့ပြီးကြားလေကြားလေပို့ခိုင်မာလာခဲ့ပါတယ်။တပူကြဗန်နဘူတက်တက်တက်တွင်ဖက်ဆစ်စိတ်တွေတောင့်တင်းတထက်တောင့်တင်းလာစမြဲပါပဲ။ဒီလိုဖက်ဆစ်စစ်တပ်စီကနေ အာဏာဖယ်ချပြီးနိုင်ငံရေးထက်ကပထုတ်လိုက်ရုံယာဇဝိတ်သားတွေကိုအေးအေးယူလိုက်ရုံနဲ့တော်လင်းကြီးညီကုံချုပ်ပြီးဗမာပြည်ကြီးဖက်ဖစ်စိတ်နဲ့ကင်းစင်သွားပြီးထင်ရင်တော့စစ်တပ်ကိုလျှော့တရကြပါလိမ့်မယ်စစ်တရဲ့ကြံရှိနေမဲ့ဘီရိုကရက်ရန်တရားထိုင်ကုန်ကိုဘယ်သူဝင်ထိုင်မလဲစိုးရိမ်နေရပါလိမ့်မယ်ဒီတော့ဖက်ဖစ်စစ်တပ်ကိုဘယ်လိုဖယ်ချကြမလဲဘုံကြီးမှန်းချက်ကဘာဖြစ်နေမှာလဲအဖြစ်ကတော့စစ်သုံးစစ်အမြင့်ဖြတ်ရေးပါပဲစစ်သုံးစစ်ဆိုတာကဘာလဲ ပထမတစ်ခုကတော့လက်ရှိစစ်ကောင်စီဖြစ်တဲ့စစ်အစိုးရနဲ့ဒုတိယခုကတော့စစ်တပ်စစ်ခရိုနီတွေနဲ့ဆက်ဆက်တဲ့စီးပွားရေးလုပ်ငန်းနိုင်ငံရေးပါတီစစ်တပ်အစိုးရအဟောင်းတွေပါတဲ့စေအုပ်စုဖြစ်ပါတယ်။နောက်ဆုံးတတိယတစ်ခုကတော့စစ်အုပ်စုနဲ့စစ်အစိုးရရဲ့အကျိုးစီးပွားကိုတိဆောက်ပေးကာကွယ်ပေးနေတဲ့လက်အောက်ခံပြည်ထရေးကာကွယ်ဝန်ကြီးဌာနဦးစီးဌာနနဲ့ဌာနဆိုင်ရာအသေးသေးတွေလွတ်တော်အခြေခံဥပဒေစတော်တွေပါတဲ့စစ်ဘီရိုကရက်ရန်ရရပဲဖြစ်ပါတယ်။ အခုပြည်သူတွေကိုဖိနှိပ်အုပ်ချုပ်နေတဲ့ဆရာနာရှင်စနစ်ကိုဒီစစ်သုံးစစ်နဲ့အခါအီမှာတိစောက်ထားပါတယ်။ဆရာနာရှင်စနစ်တဘူကြတဘူတက်စေနိုင်ဖို့ဂျိုင်းနဲ့တိုင်းပြန်တက်ပတ်ဖို့အတွက်ဒီစစ်သုံးစစ်ကကြာခံပေးပါတယ်။ဒါကြောင့်ဆရာနာရှင်စနစ်အပြည့်တိုင်ချုပ်ငိမ့်စေဖို့အတွက်စစ်သုံးစစ်ကိုအမြင့်ဖြတ်ရှေ့မှုန့်ရပါမယ်။ဖက်ဆစ်စစ်တပ်ကိုအလုံးစုံဖျက်သိမ်းပြရပါမယ်။ဒီနေ့နဲ့ဗမာပြည်အတွင်းဖက်ဆစ်လောင်စာမီပြန်လည်ရှင်းတဲ့မထမြောက်နိုင်တော့အောင်အပြီးမိငိမ့်တက်ပြရပါမယ်။ တစားလေးပြောရရင်ဖက်ဆစ်စစ်တွေကိုအလုံးစုံဖျက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတဲ့အာကျော်တန်တွေကိုလည်းစွန့်ပြရပါမယ်။တော်လင်ကြီးကလူထုပေါ်မှာပဲအရှိကမာတယ်။လူထုချစ်တဲ့တော်လင်ကြီးရှိပါတယ်။တော်လင်ကြီးအောင်စိတ်လည်းရှိပါမယ်။ဒါဆိုရင်ဆရာနာရှင်စနစ်ကိုအမြင့်ဖြတ်မဲ့ပန်းတိုင်ကအနည်းနဲ့အမြင်ရောက်လာမှာပါ။စစ်တပ်ဟာ290ပြည်သူလူထုပေါ်ဘူကြစုမှုခဲ့ပြီးပါပြီ။ဖက်ဆစ်ဝါဒဟာတိုင်းပြည်တစ်ခုလုံးကိုရရက်ဆက်ဆက်တပ်ဖြတ်ခဲ့ပြီးပါပြီ။ဒီချိန်မှာတော်လင်ကြီးမှန်ချက်တစ်ထစ်လျှော်လိုက်ရင် တိုက်ပွဲဝင်ခဲ့သည်မှပန်းမဝင်မဲ့လန်ဟီကို၆နှမ်းမိပါလိမ့်မယ်။ဒါကြောင့်တော်လင်ကြီးအင်အားစုတွေအနေနဲ့စစ်တုံးစစ်အမိဖြတ်ရေးကိုတော်လင်ကြီးရဲ့အခြေခံဘုံကြီးမှန်းချက်အနေနဲ့ထားပြီးတပ်ပေါင်းစုလမ်းကြောင်းကိုအခုပဲပေါ်ဆောင်ကြပါစို့လို့တော်လင်ကြီးရဲဘော်ရှင်ရှင်တိုက်တွန်းလိုက်ရပါတယ်။